မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ဝင်းတုံမျိုးကနေထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်သား35ဦးကျော်ဟာသေသွားပြီး6ဦးကိုအရှင်ဖမ်းမိကလက်နက်ခရမ်းတွေကိုပါသိမ်းဆည်းရရှိပါတယ်။ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ CI စာအုပ်ကနေ PJ ကို ပြောင်းလဲရင်ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ဆိုတဲ့စာတမ်းတွေစတင်ရိုက်နှိပ်ထုတ်ပေးတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စကိုင်းတိုင်းဝင်းသူမြို့နယ်ဝင်းသူမြို့ကနေအင်အား60နဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုန်းခဲ့ရမှာ35ဦးကျော်ဟာသေသွားပြီးစစ်တုံးမှန်6ဦးနဲ့တူလက်လက်ခရမ်းတွေလည်းတင်းဆက်ရရှိခဲ့လို့ကောလင်းခိုင်အမတ်လင်းတရင်ကကိုရှိုင်းရှိုင်းကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်စတင်ပါလာ3ရက်နေ့ကဝင်းသူမြို့ကနေအကျန်းဖက်စစ်သား90ဦးနဲ့လောက်ခန့်ရဲ10ဦးစုစုပေါင်း အင်အား60ဦးပါဝင်တဲ့စစ်ကြောင်းကို ထောက်ကျန်တော်ရွာအနီးမှာကြက်ကောင်းတောင်အရောက်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချိန်မုံခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာစစ်သားအလောင်း30ကျော်စစ်တုံးပန်း9ဦးနဲ့တူလက်လက်ခရံအများပြားကိုလည်းတင်းဆက်ရရှိခဲ့တယ်လို့လည်းကောလင်းခရံအမှတ်လေးတရင်က ကိုရှိုင်းရှိုင်းကပြောပြပါရတယ်။အဲဒီတိုက်ပွဲဖြစ်ပွားပြီးရနောက်မှာစောက်ခွာထွက်ပြေးသွားတယ်။ စစ်သား12ဦးရှိပြီးအဲ့ဒီစစ်သားတွေမှာလည်းဒဏ်ရာရှိသူတွေလည်းပါဝင်သလိုအဲ့ဒီထဲကမှစစ်သား၄ဦးဟာဝင်းတို့မြို့ကိုရောက်ရှိချိန်မှာသေသွားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်တော်လိုင်းတပ်ကဖမ်းမိတဲ့စစ်တုံးမှန်စစ်သား9ဦးနဲ့စစ်သား2ဦးကတော့ဆေးဝါးကုသပေးနေစဉ်မှာသေသွားပြီးအဲ့ဒါကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိတော်တယ်လို့လည်းကိုလင်းခင်အမှတ်လေးတရင်က ကိုရှိုင်းရှိုင်းကပြောပြပါရတယ်။အဲ့ဒီစစ်တုံးမှန်တွေကိုစစ်ဆေးမင်းမြန်ကတိုင်းစစ်ဌာနကို ပေးပို့လိုက်တယ်လို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုအမှတ်၁စစ်ဒေသကောလင်းခရံအမှတ်လေးတရင်တက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘော်ကာတို့ကဥဆောင်က ကောလင်းခရံအမှတ်လေးတရင်နဲ့ကောလင်းခရံအမှတ်၁တရင်ကတပ်ဖွဲ့ဝင်တွေကပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်၁၂ဦးဟာမစိုးရိမ်ရာဒဏ်ရာအနည်းငယ်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့သခိုင်းတိုင်ခင်ဦးမြို့နယ်နဲ့ရွှေဘုံမြို့နယ်အဆက်တိုက်ပွဲတွင်းမှာထေသွားတဲ့တပ်မ80ခွန်ကတရဲမှုဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးမင်းထက်တို့ရဲ့အလောင်းတွေအပါအဝင်စစ်သားမတာအလောင်းတွေကိုမြေမြုပ်တကြိုပေးလိုက်တယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်စတင်ပါလာ22ရက်နေ့မှာခင်ဦးမြို့ပေါ်ကစစ်တပ်ကရွှေဘုံမြို့နယ်အခြေစိုက်လေးကျေးရှင်နဲ့ဗုတ်ကုန်းပြူရွာကိုခိုးချောင်ခိုးဝဲထွက်ခွာလာစဉ်တွင် ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်တပ်ကဒုတိယဗိုလ်မှူးကြီးတိုးနဲ့ဗိုလ်ကြီးမင်းထက်အပါအဝင်စစ်သားအများပြားဟာတေသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်သားနှအိုးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများပြားလည်းဒဏ်ရာရှိကစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့လည်းသိရှိရပါတယ်။စစ်သားတွေတေဆုံးတဲ့တိုက်ပွဲဖြစ်ပွားရာနေရာဟာစစ်တပ်ရဲ့အမှတ်ရှိလေ့ကျင့်ရေးတပ်နဲ့နှစ်မိုင်ဝန်းကျင်သာဝေ့ပေမဲ့လည်းစစ်တပ်ကလုံးဝအလောင်းလာမကောက်ဘူးလို့လည်းသိရ ပါတယ်။အဲဒါကြောင့် PDF တွေကမသားအလောင်းတွေကို ကောက်ယူကာကောင်းမွန်စွာတကြိုပေးရတယ်လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့လက်လက်ခရံမျိုးစုံကိုတင်းဆဲရမိခဲ့တယ်လို့လည်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာဖမ်းဆီးရရှိတဲ့စစ်တုံးမှန်း2ဦးနဲ့တအုံးမှာဒဏ်ရာရှိခဲ့တဲ့အတွက်ကြောင့်စေဝါကုသမှုပေးထားပြီးကောင်းမွန်စွာ ထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းပေါ့မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကပြည်သူ၃ဦးထက်မနည်းကိုဖမ်းဆီးတပ်ဖြတ်ပြီး၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။စက်တင်ဘာလ၂၄ရက်နေ့မှာပေါ့မြို့နယ်ပင်လောင်းရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပါစာ24ကအင်အား200ခန့်ပါတဲ့စစ်ကြောင်းကတနတ်တွေပစ်ပေါက်ကဝင်ရောက်စီးနှင်းခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရစေ။အဲ့ဒီစစ်ကြောင်းကပေါ့ချောင်းအထက်စုရွာကပြည်သူ၂ဦးနဲ့ပလောင်းရွာကပြည်သူ ူသုံးစုစုပေါင်းပြည်သူ၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူအချို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့လို့လည်းဒေသပြည်သူတွေကပြောပြပါဗျ။ဒါအပြင်ပလောင်ရွာအတွင်းကပြည်သူပိုင်းနေအားလုံးကိုဝန်ရောက်မှွေနောက်သွားပြီးရွှေငွေကျွင်းနဲ့တံမိုးကြီးပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူလုရဲသွားတယ်လို့လည်းသိရှိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစက်တင်ဘာလ24ရက်နေ့ညနေ4နာရီလောက်ကပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတည်ဆောင်ပြီးကပ္ပစာ24ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗျ။အလားတူပေါ့မြို့နယ်အတွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကစက်တင်ဘာလ22ရက်နေ့မှာဝိုင်းတွဲ ဲလျင်တစ်စီးနဲ့ဘုံ30လုံးကိုကျဲချတတ်ခတ်ခဲ့လို့လည်းသိရပါရဲ့ရှင်ဒီတခါမှာတော့စကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာမှာစစ်သား၂ဦးဟာသေသွားတယ်လို့ People Defense Force South မုံရွာကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။တတင်းပါလာ23ရက်နေ့မနေ့9နိုင်ခွဲလောက်က ချောင်းမြို့နယ်နေရကန်ဂိတ်ကနေထွက်ခွာလာတဲ့အင်အား30ခန့်ပါတဲ့ခြေလင်းစစ်ကြောင်းကိုတော်လန်းတပ်ဖွဲ့တွေကနေရကန်နဲ့ရေပိုးစားအကြကနေလကြောက်ခွဲဆက်အနီးမှာပရိသာမိုင်းနှလုံးနဲ့မိုင်းဆွဲတက်ခတ်ခဲ့တာပါအဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းမှာအကျန်းဖက်စစ်တပ်ကစစ်သား2ဦးဟာသေဆုံးနိုင်ပြီးတော်လန်းရဲဘော်တွေဘက်ကအထိခတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်အလားတူစက်တင်ဘာလ22ရက်နေ့ကလည်းချောင်းမြို့နယ်နေရကန်စစ်တပ်ဂိတ်ကဒိုင်နာ6ဘင်းကားတစ်စီးနဲ့အဲ့ဒီကားနဲ့ထွက်ခွာလာ ားတဲ့စစ်သားတွေကိုလည်း People Defense Force စောက်မုံရွာအဖွဲ့ကနိုင်ရင်ကန်နဲ့ရေပိုးစားအကြကနေလကြောက်ခွဲဆက်အနီးမှာပဲဗရိဒာမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ပါသေးတယ်ရှင်။မန္တလေးရတဲ့တပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ချောင်းကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့လေးကျင်ဘုံကျဲတိုက်ခတ်ခဲ့ရမှာ ပြည်သူနှုတ်ဟာစိုးရင်တရာရရှိပြီးအဆောက်အုံတွေပျက်စီးခဲ့လို့ Voice of Mandalay ကတာဝန်ရှိသူတို့ကပြောပါရတယ်။ဟတင်ပါလာ25နှစ်နေ့လယ်7:00နာရီမိနစ်50လောက်ကတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာအနီးတစ်ဝိုက်ကိုအကျန်းဖက်စစ်တပ်ကလေရင်နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အလားတူ Jet Fighter တစ်စီးကချောင်းကြီးရွာအနီးတစ်ဝိုက်ကိုနှစ်ကြိမ်ထပ်မံဘုံးကျဲတိုက်ခိုက်ခဲ့ရမှာတော့ ပြည်သူနှစ်ဦးဟာစိုးရင်ရဒဏ်ရာရှိကအဆောက်အုံတွေလည်းပျက်စီးသွားခဲ့ရတယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာတော့ချောင်းကြီးရွာမှာနေထိုင်တဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေသတိပြုနေထိုင်ကြဖို့တဲ့တော်လန်အင်အားစုတွေကမြစ်တာရက်ခံထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ကြောက်ဖြာကျွရွာကိုအကြမ်းဖက်စစ်တပ်က ဝိုင်းတွဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျေးရွာနေပြည်သူလေးဦးဟာတေဆုံးခဲ့ရပြီးဆယ်ဦးဟာထိခိုက်ဒဏ်ရာရှိကာနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ရပါသေးတယ်ရှင်ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေရဲ့ CI စာအုပ်ကနေနိုင်ငံကိုလက်မှတ် PJ စာအုပ်ပြောင်းလဲတဲ့အခါမှာထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့စာတမ်းတွေကိုနိုင်ငံကိုလက်မှတ်မှာမနစ်ကနေစတင်ပြီးရိုက်တင်ထုတ်ပေးနေတယ်လို့ဗီဇာနဲ့ဗတ်လျှောက်ထားမှုဝန်ဆောင်မှုပေးနေတဲ့ agency တွေကနေစုံစမ်းသိရှိရပါတယ်။ထိုင်းနိုင်ငံမဟာချိုင်မှာ CI စာအုပ်ကနေ PJ နိုင်ငံကိုလက်မှတ်တွားရောက်လဲလှယ်သူတွေကိုနိုင်ငံကိုလက်မှတ်တွေကိုထုတ်ပေးရမှာတော့ ထိုင်းတနိုင်ငံတဲအတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့စာတမ်းတွေကိုနိုင်ငံကူးလက်မှတ်မှာရက်လက်လာတာလည်းဖြစ်ပါတယ်။မနေ့ကစက်တင်ဘာလ25ရက်မှာ CI ဆောက်အစိမ့်ကနေ PJ ဆောက်ရက်ချင်းရတဲ့အတွက်တွားယူတဲ့မြန်မာလူသမားတွေရဲ့နိုင်ငံကူးလက်မှတ်တွေအလုံးမှာ Passport for Thailand only ဆိုတဲ့ထိုင်းတနိုင်ငံတဲအတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့တစိတုံးတွေရိုက်နှိပ်ထားတာလည်းဖြစ်ပါတယ်။ CI ကနေ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲသူတွေသာ လက်တလုံးမှာ Passport for Thailand only ဆိုတဲ့တစိတ်တော့နိုင်ငံကူးလက်မှတ်မှာထုခံရတာဖြစ်ပြီးမြန်မာတန်ယုံကထုတ်ပေးနေတဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးတွေမှာတော့အဲ့ဒီစာတန်းဟာမပါဝင်သေးဘူးလို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မလေးရှားနဲ့ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရပြီးစစ်မှုထမ်းအကျုံးဝင်နေတဲ့လူငယ်အများစုပေါဝင်နေရလို့သိရှိရပါတယ်။စက်တင်ဘာလ24ရက်နေ့ညပိုင်းကမလေးရှားနိုင်ငံစီလံကောပြည်နယ်ကလန်မြို့မှာမလေးရှားအနာပိုင်တွေက တရားဝင် နေထိုင်သူတွေကိုစီမံချက်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့ရမှာမြန်မာ36ဦးအပါအဝင် တရားမဝင်နိုင်ငံသားသား 662ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့လည်းမလေးရှားသတင်းတွေမှာဖော်ပြထားပါဗျ။အလားတူအဲ့ဒီနေ့မှာပဲထိုင်းလန်ကန်ကချနာပူရီခရိုင်မှာလည်း တရားဝင်ခုဝင်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့လည်းထိုင်းသတင်းတွေကသိရှိရပါတယ်။အခုရက်ပိုင်းနဲ့လပိုင်းတွေမှာမြန်မာနိုင်ငံဖျားသုံးစုဘက်ကနေထိုင်းနိုင်ငံကချနာပူရီ KI တဲကိုခုဝင်လာတဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရသလိုထိုင်းသတင်းဌာနတွေမှာလည်းမြန်မာတွေဖမ်းဆီးခံရတဲ့သတင်းတွေဇက်တိုက်ဖော်ပြနေတာလည်းတွေ့ရှိရပါတယ်။မြန်မာနိုင်ငံမှာလည်းအသက်18နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကို စ်တပ်ကအတင်းကျပ်စစ်မှုထမ်းခိုင်းနေပြီးထိုင်းနိုင်ငံကိုတရားဝင်တွားရောက်ရင်းနဲ့ဖမ်းဆီးခံနေရတဲ့မြန်မာနိုင်ငံသားတွေထဲမှာအသက်16နှစ်ကနေအသက်35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေအများဆုံးပါဝင်နေတယ်လို့လည်းထိုင်းသတင်းဌာနတွေရဲ့သတင်းဖော်ပြချက်ရသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။